ပါပြီဒုက္ကတိပြီမကောင်းတဲ့ဘုံဌာနရောက်မဲ့ပြီပြောကြည့်ပါဦးမကောင်းတဲ့ဘုံဌာနရောက်မဲ့ပြီဒါတွေလည်းမရှိဘူးလားမကောင်းတာတွေကိုလှုပ်ထားရင် မကောင်းတဲ့ဘုံဌာနမရောက်နိုင်ဘူးလားအဲ့ဒါကို တွေးပြီးတော့ငါမကောင်းတဲ့ဘုံဌာနတွေဒီလိုသာမကောင်းမှုတွေလှုပ်ရင်ငါဟာမကောင်းတဲ့ဘုံဌာနတွေရောက်မှာ အမှန်ပဲလို့တွေးပြီးတော့ဒုသူတော်စင်များကြောက်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့မလိုဘူးလား အဲ့ဒါကြောင့်ဥတ္တပဖြစ်ခြင်းရဲ့အကြောင်းဘယ်နှပါးတယ်လဲ၄ပါးရှိတယ်ပြောကြည့်ပါဦးဘာတွေလဲကိုယ်ကိုယ်ကိုစွတ်စွဲခြင်းပေ သူတစ်ပါးကစွတ်စွဲခြင်းပေပြစ်ဒဏ်ခံရတဲ့ပေဒုက္ကဋိဘဝရောက်ရတဲ့ပေမကောင်းတဲ့ဘုံဌာနရောက်ရတဲ့ပေမရှိဘူးလားစုပေါင်းရင်ဘယ်နှမျိုးအဲ့ဒီ၄မျိုးတည်ဒုသူတော်စင်များအရေးကြီးတယ်ခြုံပြောရင်တော့တရားနှစ်ပါးပေါ့ ိရိနဲ့ဩတ္တပဘာနဲ့ပါလဲဟိရိနဲ့ဩတ္တပမကောင်းမှုတွေကိုဒုသူရောစင်များပြုရမှာရှက်တတ်ဖို့လိုတယ်ဘာလို့လဲမကောင်းမှုတွေကိုပြုရမှာရှက်တတ်ဖို့လိုတယ်ဒီဘက်ကမကောင်းမှုတွေကိုပြုရမှာကြောက်တတ်ဖို့လိုသလားမလိုလားလိုတယ်ပညာရှိတွေကဲ့ရဲ့မှာကြောက်တတ်ဖို့လိုတယ်နောင်မကောင်းတဲ့ဘုံဌာနတွေကိုရောက်သွားမှာကိုတွေးပြီးတော့ကြောက်တတ်ဖို့လိုသလားမလိုလား လို့တဲ့အဲ့ဒါကြောင့်မို့ဘဝတွေလှတယ်လှတယ်ဆိုတာအစင်တပြေနဲ့ဘဝအစင်မြင့်မြင့်နဲ့နေကြရလှပတဲ့ဘဝတွေရတယ်ဆိုတာဟာဒီတိုင်းကြီးစိတ်လို့ကိုလို့နေုံနဲ့ရနိုင်ရလားမရနိုင်ဘူးအစင်မြင့်မြင့်လှပတဲ့ဘဝရဖို့ရအတွက်တို့သူတော်စင်များဖျားကြိုက်တဲ့လုပ်ငန်းတွေလုပ်ဖို့မလိုဘူးလားလိုတယ်ဖျားကြိုက်တဲ့လုပ်ငန်းတွေခုနကတည်းက10မျိုးပြောပြတာဘယ်နှမျိုးလဲ10မျိုးဘာတွေလဲ ဘေကံစွန့်ကြဲခြင်းသီလဆောက်တည်ခြင်းတရားအထုတ်ခြင်းကြီးသူတို့ကိုယုတ်တည်လေးစားခြင်းဝေယဝိသလှုပ်ခြင်းကုသိုလ်လုပ်ပြီးရင်မြတ်တမ်းပြီးဝေခြင်းသာဓုခေါ်ခြင်းတရားနာကြားခြင်းတရားဟောကြားခြင်းအမြင်အယူဖြောင့်မတ်ခြင်းတဲ့ဘယ်နှမျိုး အဲ့ဒါတွေသာလို့လှပတဲ့ဘဝကောင်းတဲ့ဘဝတွေပဲရောက်ပါလိမ့်မယ်ဟုတ်တယ်မဟုတ်လားကဲနောက်တစ်ခုသွားပြီးတော့ကြည့်ရင်ဖျားကြိုက်တဲ့လုပ်ငန်းတွေမရှိဘူးလားဖျားနှစ်သက်သဘောကြတာဘယ်လိုဆိုရင်သဘောကြလဲအလိုနေခြင်းရောင်ရဲလွယ်ခြင်းသိဉ္ဇရာရဲ့မှာနေထိုင်ခြင်းလုံးလဝရိယရှိခြင်းအဲ့ဒီတရား၄ပါးနဲ့ပြည့်စုံ ဖရာသဘောကြပါလိမ့်မယ်ဖြစ်လျာမှာလည်းပဲအစ်စ်နေတဲ့ဘဝရောက်နိုင်ရလားလှပတဲ့ตายရတဲ့တင့်တယ်တဲ့ဘဝမျိုးသာရလိမ့်မယ်အဲ့ဒီတရားတွေကိုထောက်ကူပြုဖို့လောကမှာနေတရားနှစ်ပါးဒုတန်တမှာကိန်းနေအောင်နေရမယ်တဲ့အဲ့ဒါဟိရိနဲ့ဩတာပကြောကြည့်ပါဦးဗါရလေဟိရိနဲ့ဩတာပဟိရိဆိုတာကမြန်မာလိုပြောရင် ရှက်ခြင်းဘာလို့ခြင်းရှက်ခြင်း ဘာတွေကိုရှက်တယ်လဲပြောရင်ကာယကံဝစီကံမနောကံတောင်းကျမ်းတာကိုဘာလို့တာရှက်တာမကောင်းမှုလုပ်တာကိုရှက်ရမယ်။နောက်ကြောက်ရမယ်ကြောက်ရမယ်ဆိုလူလူချင်းကြောက်ခိုင်းတာဟုတ်ရဲ့လား။အဲ့ဒါမျိုးကြောက်ခိုင်းတာမို့ဘာကိုကြောက်ရမှာလဲ။ဖြစ်ပေါ်လာမဲ့မကောင်းမှုတွေရဲ့ဆိုးကျူးတွေကို တွေးပြီးတော့ဘာလို့ကကြောက်တရမယ်တဲ့။ဒီနေရာမှာတို့သူတော်စင်များဟိရိဖြစ်ကြောင်းတရားဘယ်နှပါးရှိလဲ။၄ပါးရှိတယ်။အဲ့ဒီ၄ပါးလေးလည်းပဲမှတ်သားထားဖို့မလိုဘူးလား။ လို့တဲ့ကဲဘာလဲပြောရင်ဟိရိဖြစ်ကြောင်းဇက်ကိုအကြောင်းပြုပြီးတော့ဟိရိဖြစ်အောင်လုပ်ရမယ်အရွယ်ကိုအကြောင်းပြုပြီးတော့ဟိရိဖြစ်အောင်လုပ်ရမယ်ရဲရင်ချင်းကိုအကြောင်းပြုပြီးဟိရိဖြစ်အောင်လုပ်ရမယ်ဘဟုတုတအကြာမြင့်ရှိခြင်းကိုအကြောင်းပြုပြီးတော့ဟိရိဖြစ်အောင်လုပ်ဖို့မလိုဘူးလားလို့တဲ့နောက်ဩတ္တပဒီဩတ္တပလည်းဖြစ်ကြောင်းတရားဘယ်နှပါး၄ပါးရှိတယ်ဘာတွေလဲပြောရင် ကိုယ်ကိုယ်ကိုဆွဆွဲခြင်းဖြင့်သူတစ်ပါးကဆွဆွဲခြင်းဖြင့်အပြစ်ဒဏ်ခံရမယ်ဖြင့်ဒုက္ကဋိဘဝမကောင်းတဲ့ဘုံဌာနတွေကိုရောက်ရမယ်ဖြင့်အဲ့ဒီဘေးတွေကိုတွေးပြီးတော့ဒုသူရောစင်များလောကမှာအကောင်းဆုံးဖြစ်အောင်ဟိရိနဲ့ဩတ္တပတရားဘယ်နှပါလဲနှစ်ပါးရှိဖို့လိုသလားမလိုလားအဲ့ဒါကြောင့်ဘဝတွေလှတယ်လှတယ်ဆိုတာတရားနှစ်ပါးကြောင့်တရားဘယ်နှပါးကြောင့် ဘာနဲ့ဗာလဲပြောရင်ဟိရိနဲ့ဩတ္တပဟိရိဩတ္တပရှိနေရင်ဒီလောကကြီးဒီအလုံးตายရလိမ့်မယ်လူတိုင်းလူတိုင်းရဲ့ဘဝကဘာလောကတစ်ခုလုံးตายရလိမ့်မယ်ဒီအရှက်တရားနဲ့အကြောက်တရားကင်းမဲ့သွားရင်တို့သူတော်စင်မယားလောကမှာตายရစရာရှိသေးလားตายရတဲ့ဘဝတင့်တယ်တဲ့ဘဝလှပတဲ့ဘဝရနိုင်သေးလားမရနိုင်ဘူးအဲ့ဒါကြောင့်မို့တို့သူတော်စင်မယားကကိုယ်ဘဝလေးတွေလှလှပပနဲ့ကျင်လည်နိုင်အောင် သီရိဩတ္တပတရားနှစ်ပါးတို့ကို လက်ကင်ထား၍ကျင့်သုံးနိုင်ကြပါစေကုန်သတည်းယနေ့သာသနာတော်နေ့2555ခုကောဇာတက္ကရ1383ခု နရောလာဇံ17ရက်နေ့ညမန္တလေးမြို့မဟာအောင်မြေမြို့နယ်အကွက်အမှတ်930ရွှေဘုံကျိန်ခုံမနတန်းရ84 86လမ်းကြား42လမ်းတွင်ဆင်းရဲခြင်းပါပြုလို့အပ်သည်ညာနဗလဝိဝတ္တနေတိတဓမ္မမင်းစုတာလူငယ်မောင်မယ်များဤ သတုဋ္ဌအကြိမ်မြောက်ဗုဒ္ဓဘုဇနိယပွဲတော်အကျိုးဓမ္မသဘင်ပွဲ၌ဓမ္မဒါနကုသိုလ်ရှင်ကိုညိုကြီးမလွင်လွင်အေသမီးမယုတ္တပိုင် မမုတ္တပိုင် မိသားစုနဲ့ညာနာဗလဓမ္မမင်းစုသားလူငယ်မောင်မယ်များတရားချစ်ခင်သူတော်စင်အပေါင်းတို့က နေပြီးတော့ သူပေါင်းကျင်းပပြုလို့အပ်သည်ဤဓမ္မသဘင်ပွဲ၌ဟောကြားအပ်သောဘဝလှတာသူကြောင့်ပါအမည်ရသည့်တရားတော်ဒိဋ္ဌိတရားတော်ရဲ့အမည်ကဘယ်တစ်ခေါက်လောက်ပြောကြည့်ပါအောင်ပါတယ်လေအဲ့ဒီတရားတော်ကိုယနေ့ညကြွရောက်လာကြတဲ့ အာလုံသော သူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားဟောပြောပြတ်တင်ကြားပေးမှဖြစ်ပါတယ်။ဒါကြောင့်တရားတော်ကို မဟောကြားမီယရဏမြတ်သုံးပါးတို့အားရှ िख ိုးကြရအောင်။လင်္ကာလေးများဆိုပြီးတဲ့အခါတို့သူတော်စင်များက သုံးကောက်စီလိုက်ပြီးတော့ဆိုကြရအောင်။ဗုဒ္ဓဂုံဤ စိတ်မာတိယုံကြည်မြတ်လို့လက်ဆုံးမို့ရှိခိုးပါဤဖယားဘုရားဂုံဤစိတ်မာတိယုံကြည်မြတ်လို့လက်ဆုံးမို့ရှိခိုးပါဤ Satyam. <laughs> 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 Dhamma သေမာတိယုံကြည်မြတ်နုလက်စုံမို့ရှိခိုးပါဤဖယားဓမ္မဘုံဤသေမာတိယုံကြည်မြတ်နုလက်စုံမို့ ြစ်ခေါ်ပါ၏ဖယာ စိတ်မာတိယုံကြည်မြတ်노လက်စုံမို့ရှ िख ိုးပါဤဖယသံဃာဂုံဤစိတ်မာတိယုံကြည်မြတ်노လက်စုံမို့

ဦးဇင်းတို့ရဲ့ဟောပြောပြတဲ့သင်ကြားမှုကိုစတင်ကြပါစို့တရားတော်ရဲ့အမိကပြည့်တဲ့ရပါတယ်လေဘဝလှတာသူကြောင့်ပါတဲ့ပြောကြည့်ပါဦးပါတယ်လေအဲ့ဒီတရားကောင်းသည့်ရဲ့အောက်မှာတို့သူတော်စင်တို့အားဘယ်နှချက်လောက်ဟောပြောပြတာသင်ကြားပေးမလဲလို့ဆိုရင်စုပေါင်း၃ချက်သင်ပေးမယ်ဘယ်နှချက် အဲ့တော်တွေကဘာလဲပြောရင်နံပါတ်1ဖျားရှင်နှစ်သက်သည့်လုပ်ငန်း၄မျိုးတဲ့ဘာ၄မျိုးနောက်နံပါတ်2ကဣရိဖြစ်ကြောင်းတရား၄ပါတဲ့ဘာ၄ပါနောက်နံပါတ်3ကဩတ္တပဖြစ်ကြောင်းတရား၄ပါတဲ့ဘာ၄ပါ အလုံးပေါင်းတော့ဘယ်နှချက်အဲ့ဒီသုံးချက်ကိုယနေ့ညကြွရောက်လာကြတယ်အလုံးသော သူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားဟောပြောပြတ်တာသင်ကြားပေးမှဖြစ်ပါတယ်တို့သူတော်စင်များတရားတော်များကို နာကြားခွင့်ရတဲ့ခိုက်တံကိုနာလိုက်တဲ့တရားကိုသိအောင်တတ်အောင်နားလည်အောင်နာရမယ်တဲ့ဘလို့နာရမလဲ သိအောင်ကြက်အောင်နားလည်အောင်နားရမယ်တရားတော်များကိုတို့သူတော်စင်များကကြက်ကြက်နနနာကြားပြီးတော့ပြီးသွားရင်ကိုယ့်ဘဝကိုဘယ်လိုလျှောက်လန်းရမယ်ဆိုတာတရားနဲ့အညီနားလည်လို့မရဘူးလားအေးတရားနဲ့အညီလျှောက်လန်းပြီးတော့ကိုယ့်ဘဝကိုတန်မှုရှိအောင်နေသွားဖို့ဘာလို့လဲပြောရင်တို့သူတော်စင်များဒီလောကကြီးသည်သာဝရတည်မြဲတဲ့လောကဟုတ်ရဲ့လား သာဝရတည်မြဲတဲ့လောကမဟုတ်ဘူးအချိန်ကြာရင် သူလဲပြန်ကိုလဲပြန်ရရမယ်လောကမလိုရမလဲသူလဲပြန်ရမယ်ကိုလဲပြန်ရမယ်တို့ဟာဘာရင်းနဲ့တူတယ်လဲပြောရင်ဒီလောကကြီးရဲ့ဧည့်သည်တွေနဲ့တူတယ်ဘာရင်းနဲ့တူတာဧည့်သည်တွေနဲ့တူတယ်တို့သူတော်စင်များရဲ့အိမ်ကိုဧည့်သည်လာတဲတာမရှိဘူးလားဧည့်သည်ချိန်ကြတော့ဘာလုပ်လဲ เอตุขยีซ้องตวายินตุลงงานปี้ตวายินไอ้นี่ปกติเปลี่ยนย่าล่ะไม่ชี้หูล่ะไอ้นี่ใจแม้บ่ดูเลยเว้ยดีโลกนี้เอ้แต่ดิเอ้แต่ผิดแต่ปกติย่านี่แต่บวชไข่ตันเลมาก้องชินชินเลเนี่ยบวชกุตุยะอ๋อนี่ลูกไม่อยากหูล่ะเอ้ดาမျိုးนี้บวชละอ๋อจูซาไปတော့ทุตุรเซนเมียหนีผู้อย่าหลุอะเด้ ဒီဘဝရနေကြတဲ့အလုံးသော ပုဂ္ဂိုလ်များခုလူဘဝမရဘူးလားလူဘဝရနေတဲ့ပုဂ္ဂိုလ်သည်ဆင်းရဲတာချမ်းသာတာအပါထားလို့ဘဝတည်ကံကောင်းမိသာပုဂ္ဂိုလ်များဘာပုဂ္ဂိုလ်များကံကောင်းမိသာပုဂ္ဂိုလ်များ လူ အဖြစ်ရာခြင်းသည်ပင်ကံကောင်းသလားမကောင်းလားကံကောင်းနေဒါပေမဲ့ဒုသူရစင်များ ီအသင်းဖွဲ့ရဲ့နာမည်တိုင်းပဲပေါ့နော်ဝိဝတ္တနေတိတတော့မဖြစ်သေးဘူးပေါ့ဘာမဖြစ်သေးဘူးဝိဝတ္တနေတိတရှိကအသင်းနာမည်ဘာထည့်ထားတယ်လဲညာနာဗလဝိဝတ္တနေတိတပြောကြည့်ပါဦးဘာလဲလဲအဲညာနာဗလဆိုတော့ဘာပြောလဲညာနာဗလညာနာရဲ့ဗလရဲ့ ဗလဆိုတာဘာပြောအာကိုပြောတာညာနဆိုတော့ညာဗလကအာညာနဗလဆိုတော့ညာအာဘာအားလဲအံဝိဝတ္တနေတိတာဆိုတော့ဒီလောကကနေထွက်မြောက်အောင်ဗါတယ်လေဒီလောကကနေထွက်မြောက်အောင်လုပ်တဲ့လုပ်ငန်းစဉ်ဗါတယ်လေဒီလောကကနေထွက်မြောက်အောင် အင်းလှုပ်တဲ့လုပ်ငန်းစဉ်ဝတ္တနေတိတရယ်ဝိဝတ္တနေတိတရယ်နှစ်မျိုးရှိတယ်ဘာနဲ့ပါလဲဝတ္တနေတိတနဲ့ဝိဝတ္တနေတိတဝတ္တနေတိတဒါနဆိုရင်တန်ត្រာလေတယ်ဘာလဲလဲတန်ត្រာလေတယ်တန်ត្រာလွတ်အောင်ထိဆိုရင်ဘာဒါနမျိုးလို့ဝါဝိဝတ္တနေတိတဒါနပြောကြည့်ပါဦး ဝိဝဒနေတိတာဒါနဖြစ်အောင်လုပ်ဖို့မလိုဘူးလားအဲ့ဒါမျိုးကုသိုလ်တရားတွေကို လုပ်ရင်လည်းယဉ်လုပ်တာနဲ့တို့ကြာကြာနာနာတည်ပြီးလုပ်တာမကွာဘူးလားအင်းကွာဟတာရှိတယ်အဲ့ဒါကြောင့်လုပ်ငန်းလုပ်ရင်မှန်မှန်ကန်ကန်လုပ်ဖို့ရအတွက်ဘာအားလိုသလဲပြောရင်ညာနာဗလလိုတယ်တဲ့ဘာဗလညာနာဗလပြောကြည့်ပါဦးဘာဗလ အဲဒုသူရောဇဉ်တို့မှာကာယဗလကရှိပြီးသားဘာဗလကာယဗလဆိုရင်ဘာအားကိုအားဘာအားလဲကိုအားနေရာတကာမှာကိုအားနဲ့ကြီးတယ်ပဲယုံလို့ရတာမဟုတ်ဘူးပေါ့တချို့နေရာကျတော့ဘာအားနဲ့ယုံရညံအားနဲ့ယုံရတယ်တဲ့ဘာအားနဲ့ညံအားနဲ့ယုံရညံအားနဲ့ယုံမှအဖက်ဖက်ကိုညံနဲ့တွေးပြီးတော့ဒုသူရောဇဉ်များ လုပ်ငန်းတွေကို လုပ်ဖို့မလိုဘူးလားလုပ်ငန်းတွေကို လုပ်ဖို့လိုတယ်ဘဝတစ်ခုကိုရလာပြီဆိုရင်ကြာကြာနာနာအသုံးပြုတတ်လေသေတာပဲအသုံးမပြုတတ်လေသေတာပဲပြောကြည့်ပါဦးကြာကြာနာနာအသုံးပြုတတ်လေသေတာပဲကြာကြာနာနာအသုံးမပြုတတ်လေသေတာပဲအဲ့ဒါမျိုးသေကြတဲ့နေရာမှာရှင်ဘုရားတပည့်တော်တို့ကကောင်းကောင်းနေလေသေမှာပဲ ဘလို့နေနေသေမှာပဲမကောင်းမဲ့နဲ့နေလဲသေမှာပဲလို့ပြောစရာတော့ရှိတယ်။ဒါပေမဲ့သေသွားရင်ဒီတိုင်းသေကြတာမဟုတ်ဘူး။ကိုယ်လုပ်တဲ့လုပ်ငန်းလေးတွေကိုယူသွားရတာမရှိဘူးလား။ရှိတယ်။ကုသိုလ်လုပ်ထားတဲ့ပုဂ္ဂိုလ်ကဘာလေးယူသွားရ။ကုသိုလ်ဒုက္ခလေးပါသွားတယ်။အကုသိုလ်လုပ်ထားတဲ့သူကလည်းအကုသိုလ်ဒုက္ခလေးပါပြီးတော့ဘဝကိုလမ်းလျှောက်ရတာမရှိဘူးလား။အေးနောက်ဘဝတွေကိုဆက်ဆက်ပြီးတော့ဘဝလမ်းလျှောက်ရ အဲ့ဒါမျိုးရှောက်တဲ့နေရာတိုင်းလေဘဝတိုင်းကလှတာမဟုတ်ဘူးဘဝတိုင်းလှရလားဘဝတိုင်းမလှဘူးတချို့ဘဝကဆင့်နေသွားတယ်ချို့ဘဝကဆင့်မြင့်သွားတယ်မရှိဘူးလားအေးအဆင့်မြင့်တဲ့ဘဝကိုရကျင်တဲ့ပုဂ္ဂိုလ်လှပတဲ့ဘဝကိုရကျင်တဲ့ပုဂ္ဂိုလ်ကပစ္စုပ္ပန်မှာ အကောင်းဆုံးနေထားမှာဗာနေထားမှာပစ္စုပ္ပန်မှာအကောင်းဆုံးနေထားမှာဒီဘဝကအနေထိုင်မတတ်ရင်တို့သူတော်စင်များ နောက်ဘဝကိုလျှောက်လန်းတဲ့နေရာမှာလှနိုင်သေးလားမလှနိုင်ဘူးအဲ့ဒါကြောင့်ဒီဘဝဒီခန္ဓာရထားတဲ့ခိုက်တံမှာကိုယ်ဘဝကိုဘယ်လိုဘဝမျိုးရနေတယ်လို့နားလည်ဖို့မလိုဘူးလားခုပစ္စည်းဥစ္စာပေါများကျွဲဝတဲ့ပုံကိုယ်တွေမရှိဘူးလားဒီဘဝဒါမျိုးသမားလည်းရှိတယ်နောက်ပစ္စည်းဥစ္စာနွန်းနွန်းပါပါဒါမျိုးလည်းမရှိဘူးလားချိုးကြတော့ပညာရေးတွေသိအားကောင်းတယ်ဒါမျိုးတွေလည်းမရှိဘူးလား ချို့ကပညာရေးတွေအာနေတယ်ချို့ကအဖက်ဖက်ကပြည့်စုံတယ်အချို့ကအဖက်ဖက်ကမပြည့်စုံဘူးဘဝကိုဒုက္ခတွေအများကြီးနဲ့လျှောက်လန်းရသူတွေလည်းမရှိဘူးလားအဲ့ဒါမျိုးတို့မြင်နေရတာဒီဒါကိုယ့်လို့ရကိုမြင်နေရတာဗာမြင်နေရတာကိုယ့်လို့ရကိုကိုမြင်နေရတာအရင်တုန်းကဘာလုပ်ခဲ့လဲဆိုတာ ပြစ္ဆုတ်ပံဘဝမှာကြည့်လို့မရဘူးလား ရတယ်အဲ့ဒါကြောင့်မို့ကိုဘဝပစ္စုပန်တဲ့တဲ့ကို ကြည်ပြီးတော့ကိုဘဝလှသလားမလှဘူးလားဘယ်သူအတိဆုံးလဲကိုကိုတိုင်းအတိဆုံးကိုဘဝပြည့်စုံသလားမပြည့်စုံဘူးလားကိုအတိဆုံးကိုဘဝကိုအချင်းတွေကိုကိုနားလဲကိုမလုဘူးလားဟင်လုတယ်အဲ့ဒါကြောင့်မို့ဘုရားရှင် ကိုရောမြတ်ကလောကမှာ လူ၄မျိုးဟောပြတယ်တဲ့ဘယ်နှမျိုးဟောပြအဲ့ဒါကိုအချင်းတွေကိုနားလဲအောင်လို့ဘုရားကဟောပြတာ အဲ့ဒါဘာ၄လဲပြောရင်နံပါတ်၁ကအမောင်ကလာပြီးတော့အမောင်ကိုဆက်သွားတဲ့သူတဲ့ဘာတယ်လဲအမောင်ကလာပြီးတော့အမောင်ကိုဆက်သွားတဲ့သူဒါမျိုးတွေလည်းမရှိဘူးလားအေးအမောင်ကလာတယ်ဆိုတာကိုယ့်ဘဝကိုခြေနေကြည့်ကြည့်ပေါ့မပြည့်စုံမှုတွေကြီးတယ်များနေရင်သိကြတယ်ဘယ်ကလာတာအမောင်ကလာတာဘယ်ကလာ အမောင်ကလာတယ်ဆိုတာအကုသို့အမောင်နေပါလာတာဘာတွေပါလာတာ ဟမ်အကုသိုလ်အမောင်းနေဆိုတာကာယကံနဲ့တောင်းကျမ်းတာတွေလုပ်ခဲ့တယ်။ဝစီကံနဲ့တောင်းကျမ်းတာတွေလုပ်ခဲ့တယ်။မနောကံနဲ့တောင်းကျမ်းတာတွေလုပ်ခဲ့တဲ့အတွက်ကြောင့်ပစ္စုပန်ဘဝမှာကိုလှုပ်ထားတဲ့အကုသိုလ်အထုပ်နဲ့ရောက်လာသူတွေမရှိဘူးလား။အဲ့ဒါဘယ်ကလာတာ။အမောင်းကလာတယ်။အဲ့ဒါမျိုးအမောင်းကလာရင်ဘဝမှာမပြည့်စုံမှုတွေအများကြီးတွေ့ရကြုံရလေ။အဲ့ဒါမျိုးကြုံနေရင်တို့သူတော်စင်များကိုယ်ဘဝကိုနားလည်ဖို့မလိုဘူးလား ဒီဘဝသာတို့ကစက်မှောင်လိုက်ရင်နောင်လင်းမှုရတော်တော်ခဲရင်သွားဟုတ်တယ်မလားအဲဒါကြောင့်မှောင်နေတဲ့ပုဂ္ဂိုလ်ဒီကိုယ်ဘဝကိုနားလဲနားမလဲပဲနဲ့အမှောင်တွေကိုသူဆက်တူးတာတွေမရှိဘူးလားမပြည့်စုံလို့ဆိုဥမတို့ပါတယ်လေဥမတောင်းမှသီလစောင့်မယ်တို့ကတော့အစမပြေရင်ကြုံရကြပန်းလို့ဝမှာပဲအငတ်တော့မခံနိုင်ဘူးအကုသို့ဖြစ်တာမဖြစ်တာပါသာချုပ်ပြောတာမရှိဘူးလား အဲ့ဒါမျိုးဘဝကိုရေစုံမြန်းမျောပြီးမလိုက်နိုင်နဲ့အဲ့ဒါမျိုးရေစုံမျောပြီးတော့လိုက်ရင်ဘယ်သူနာမလဲကိုကိုယ်တိုင်ပဲဘဝနာသွားလိမ့်မယ်ညင်ညာကနေနေညာဆင်းသွားတာမရှိဘူးလားလူဘဝရထားတယ်နောက်ဘဝလူမဖြစ်ရင်တို့လုံပိုင်ဝင်နေအများကြီးဆုံးရှုံးသွားမယ်ဟုတ်တယ်မို့လားကိုအဲ့ဒါကြောင့်မို့လာတော့ကအမောင်လုံတော့လည်းပဲအမောင်လုပ်ငန်းတွေကာယကံဝစီကံမနောကံတွေတောင်းကျမ်းရင်ဘယ်သွားမှာလဲ အမောင်မဲသွားလိမ့်မယ်အဲ့ဒီပုံကိုမျိုးကိုဘုရားကဗါတယ်လေအမောင်ကလာပြီးတော့အမောင်ကိုဆက်သွားတဲ့သူတဲ့နောက်တစ်မျိုးကကြတော့အမောင်ကလာပြီးတော့အလင်းကိုသွားတဲ့သူတဲ့ပြောကြည့်ပါအမောင်ကလာပြီးတော့အလင်းကိုသွားတဲ့သူဒါမျိုးလည်းမရှိဘူးလားလာတော့ကတော့ဘယ်ကလာအမောင်ကလာတယ်ဘဝတည်မပြည့်မစုံနဲ့အဲ့ဒါမျိုးလာခဲ့ကြတယ် ိုင်မဲ့ပြစ္ဆုတ်ပံဘဝမှာတော့စိတ်ကောင်းလေးတက်နိုင်လားမရသူမွေးတယ်တဲ့ပါလိမွေးတာစိတ်ကောင်းလေးတက်နိုင်လားမရမွေးတယ်မကောင်းတာဆိုရင်မလုပ်ဘူးမတရားတာဆိုရင်မလုပ်ဘူးသာနာစိတ်ကင်းမဲ့ပြီးလုပ်တဲ့လုပ်ငန်းဆိုရင်သူမလုပ်ဘူးအဲ့ဒါမျိုးလောကမှာနေနေတဲ့ခိုက်တံကာယကံဝစီကံမနောကံထိမ့်နေသိမ့်သိမ့်နဲ့ဘဝလမ်းလျှောက်သူတွေမရှိဘူးလား ကိုရှိတဲ့ဇွမ်းအားလေးနဲ့ကာယအာတက်နိုင်ရင်ကာနကာယအားနဲ့ဉာဏ်အားတက်နိုင်ရင်ဉာဏ်အားနဲ့လောကအတွက်ပရဟိတလုပ်ငန်းတွေအတွက်ဘာသာသာသနာအတွက်လုပ်ကြတာမရှိဘူးလားအဲ့ဒါမျိုးနဲ့သွားနေတဲ့ပုဂ္ဂိုလ်ကျတော့ဘယ်ကလာဘယ်သွားလဲအမောင်ကလာပြီးတော့အဲ့ဒါအလင်းကိုဖောက်ထွက်နေတဲ့ပုဂ္ဂိုလ်များကိုဘဝကိုအဲ့ဒါမျိုးလမ်းလျှောက်လို့မရဘူးလား အဲ့ဒါမျိုးကိုယ့်ရဲ့ဘဝကိုနားလေပြီးတော့အလင်းလန်းရောက်အောင်ခုတာတရားနာကြ။ဘာလို့တာလဲ။အလင်းလန်းရောက်အောင်တရားနာကြတာ။မှောင်နေရင်တရားများများနာပြီးသောအဖြစ်အလင်းလန်းနေကိုမတွေ့နိုင်ဘူးလား။တွေ့နိုင်တယ်။အဲ့ဒါကြောင့်မို့ဘယ်နှမျိုးရသွား။နံပါတ်၁ကအမောင်ကလာပြီးတော့အမောင်ကိုဆက်သွားတဲ့သူ။နှစ်ကအမောင်ကလာပြီးတော့အလင်းကိုသွားတဲ့သူ။ နောက်တစ်ယောက်ကအလင်းကလာပြီးတော့အမောင်ကိုသွားတဲ့သူတဲ့ပြောကြည့်ပါအေးအဲ့ဒီပုံကိုယ်တွေလဲလောကမှာမရှိဘူးလားအေးလာတော့ကဘယ်ကလာအလင်းကလာတယ်ကုသိုလ်အားတွေအများကြီးပါဘဝမှာပြည့်ပြည့်စုံစုံနဲ့နိဗ္ဗာန်အတိုင်းဝိုင်းချမ်းရံပရိသတ်ငွေကြေးပညာသီးစိမ်ဥစ္စာ အစစရရအကုန်ပြည့်စုံတယ်ဒါပေမဲ့သူ့မှာဗာလေးချွေရင်းနေတယ်လဲပြောရင်စိတ်ဓာတ်လေးကျတော့ညံ့နေတယ်တဲ့ဗာလေးညံ့စိတ်ဓာတ်ကညံ့နေတဲ့အတွက်ကြောင့်မကောင်းမှုအကုသိုလ်တွေလောက်တာမရှိဘူးလားအေးနမူနာအားဖြင့်ကြည့်ရင်တို့သူတော်စင်များဘုရားရှင်ကိုရောမြတ်ရဲ့လက်ထက်ကတွေ့ကြကြုံကြရတဲ့အများသိပြီးသားဖြစ်တဲ့အဇာတသက်ဘဝကြည့်လို့မရဘူးလားအဇာတသက်ရဲ့ဘဝကို ကြည့်ကြည့်ပေါ့ နော်သူသည်နန်းတွင်လဲမှာမွေးဖွားခဲ့ရတဲ့ပုဂ္ဂိုလ်ဆိုဘဝသည်ကံကောင်းသလားမကောင်းလားအဲ့ဒီပုဂ္ဂိုလ်သည်အလင်းကလာတာလားအမှောင်ကလာတာလားအလင်းကလာတယ်ဒါပေမဲ့ပြစ္ဆုတ်ပံဘဝမှာဘာသာရေးသူလိုက်စားရလားဘာသာရေးမလိုက်စားဘူးဘာပဲဝါဒနာပါလဲပြောရင် အပြောအပါဝါဒနာပါတယ်သုံးနာ